โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ not to the instruction ကိုဆက်ပြီးတော့ပြောသားမှာဖြစ်ပါတယ်အဲ not to the instruction ကဘယ်လိုမျိုးအလုပ်လုပ်တာလဲဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာတခါတယ်စမ်းသပ်ဖြတ်သွားမှာဖြစ်ပါတယ်အဲ့တော့ not တော့ကျွန်တော်ကျွန်တော်တို့ကเนาะ source တစ်ခုပဲထည့်ရဟုတ်ပြီเนาะ source ထည့်ပြီးတော့ကျွန်တော်ဒီ instruction ကို input ပေးလိုက်တာ ਨੇ เนาะဒီ destination မှာပြောင်းသွားမှာ ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီနှစ်ခုလုံးကိုတော့ integer တော့ပေးဖို့လိုတယ်အဲ့တော့ကျွန်တော်ဒီမှာပထမဦးဆုံးပေါ့နော် integer တစ်ခုကျွန်တော်စပြီးတော့ပေးလိုက်ပါမယ်အဲ့တော့ဒီမှာ5ဆိုတဲ့ integer ပေါ့နော်အဲအရှိရတော့သူရဲ့ slot ပေါ့ဟာ โอเคကျွန်တော်ဒီမှာစစ်ဆိုရဲအင်တီဂျာဟုတ်ပြီเนาะသူတို့ပေးချင်းကတ်ရက်ပဲเนาะအပေါ်အောက်ပဲဆိုတော့အဲ့လိုပေးပြီးတော့ကျွန်တော်တို့ဒီမှာ PSC ကို download လုပ်တာရှိမယ်เนาะဒီမှာ run လိုက်ပြီးအဲ့ဒါပြီးသွားရင်ကျွန်တော်တို့ဒီမှာเนาะ data type လေးဖွင့်မယ်ဖွင့်ပြီးတော့ကျွန်တော်ဒီမှာ decibel is an integer, have you know? Okay. Uh, general who paid a five ne six ne, you know? I don't know five go to one No, five months no by you bless so ye no. Sorry, ma. They are you okay? Six months are not enough. Go to school, you know. ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ကျွန်တော်က6မှာဘာမှမရေးဘူးပေါ့နော်6ကကျတော့ကျွန်တော်တို့က reset ထုတ်မှာဆိုတော့ဘာမှမရေးဘူးဟုတ်ပြီနော်6မှာ60ပုံမဟုတ်ဘူး6မှာကျွန်တော်တို့ဘာမှမရေးဘူး reset ထုတ်မှာဘူးလို့ဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်เนาะကျွန်တော်ဒီဓာလေးကိုဒီတိုင်းလေးပဲထားလိုက်မယ်ထားပြီးသွားရင်ကျွန်တော်တို့เนาะ on ကြည့်လိုက်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အရှိမเนาะ minus negative thinking တာနဲ့เนาะကျွန်တော်တရားနဲ့တစ်ဆိုပြီးတော့လာပြတယ်ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ကသူ့ကို binary ကြောင်းကြည့်ဟုတ်ပြီเนาะအဲ့တော့အဓိကအဖြေက binary မှာပဲရှိတာပေါ့เนาะအဲ့တော့ကျွန်တော်ဒီလို reset ကြီးထွက်လာတယ်ဆိုတာက binary ကြောင်း binary ကိုကြည့်ခြင်းအဖြစ်ကျွန်တော်ပို့ပြီးတော့ထင်ရှားစေဟုတ်ပြီเนาะကဲဒါဆိုရင်အခုကျွန်တော်တို့เนาะပြောင်းလိုက်တယ်ဒီ logical အရာကျွန်တော်တို့ not ဆိုပြီးတော့ပြောင်းလိုက်တယ်ဥစ္စာမှာ နော်ကျွန်တော်ဒါလေးနည်းနည်း highlight လုပ်ရမယ်ဟုတ်ပြီနော်အဲ့တော့ဒါအောက်က destination အဲ့တော့ဘယ်လိုပြောင်းသွားတာလဲဆိုတော့နော်သူကကျွန်တော်ဒီ binary ရဲ့သဘောအရနော်ကျွန်တော်ဒီ15စာအုပ်လောက်မှာ1ဝင်လာရင်သူက minus ရဲ့ decanter ticket ဖြစ်ပါတယ် ရီမိုင်းနက်ချက်တင်ကေတာဖြစ်ပြီးတော့နော်သူရဲ့ result ကဘယ်လိုဖြစ်လာတာလဲဆိုလို့ရှိရင်နော်အခုဒီမှာရှိနေတဲ့ဘောနော်ကျွန်တော်ဒီမှာ positive တုံးကထုတ်ထားတယ် zero တွေအားလုံးကကျွန်တော်ဒီ not ထဲမှာ not နဲ့ change လိုက်တယ်ဆိုရင်သူက1နေဖြစ်သွားတယ်ဟာပြီနော် not နဲ့ change လိုက်ရင်1ဖြစ်သွားတယ်တကယ်လို့သူက1ဖြစ်ခဲ့မယ်ဆိုသူက0ဖြစ်သွားဟာပြီနော် အဲ့တော့အခုကျွန်တော်တို့ပြောင်းလိုက်တဲ့တရားเนาะတရားရဲ့ဘိုင်းတွေကတကယ်တမ်းကျတော့ကျွန်တော်တို့ကเนาะကျွန်တော်ဒီ110100ဟုတ်ပြီเนาะဒါကျွန်တော်လေးလုံးလေးလုံးစီပြောတာပေါ့เนาะ0 110100100ဟုတ်ပြီနော်အဲ့ဒီမှာမှသူကတခါဘာလို့လိုက်တာလဲဆိုတော့ကျွန်တော်တို့ကဒီမှာသူ့ကိုကျွန်တော်က knock ဖြစ်ပြောင်းလိုက်တာ ဟုတ်ပြီနော် not gate and not ဆိုတဲ့ not ဒီ data အဖြစ်ပြောင်းလိုက်တာကျွန်တော်တို့ဒီမှာရှိနေတဲ့ data က not data ဖြစ်သွားတယ်အဲ့တော့ not data ဖြစ်သွားရင်သူအဲ့ဒီ data ကဲနော်မူလတန်ဖိုးကပျောက်ပြီးတော့ not တန်ဖိုးတစ်ခုဝင်လာတယ်အဲ့တော့ not တန်ဖိုးကဘယ်လိုဖြစ်သွားမှာလဲကျွန်တော်တို့ကနော်သူ့ရဲ့နော်ဒီအရှိမရှိတဲ့ not တန်ဖိုးရဲ့နော်အဲ minus နဲ့သူကဘာပြန်ထွက်လာလဲဆိုလို့ရှိရင်เนาะအဲကျွန်တော်ဒီမှာရှိနေတဲ့0တွေကအားလုံးက1တွေပြောင်းလာမယ်ဟုတ်ပြီเนาะအသူ့ရဲ့မူလမှာ binary မှာရှိတဲ့0တွေက1တကယ်လို့သူက binary မှာ1ဆိုရင်သူက0ဖြစ်သွားအောင်ဟုတ်ပြီเนาะအဲ့တော့0တွေမှန်သမျှအားလုံးက1 1တွေမှန်သမျှအားလုံးက0 okay ဟုတ်ပြီเนาะဒါဆိုကျွန်တော်နောက်ထပ်တစ်လုံးတော့ထပ်ပြောင်းကြည့်ပါမယ် ပြီနော်အဲ့တော့နောက်တစ်လုံးကျွန်တော်ဘယ်လိုပြောင်းမလဲဆိုတော့နော် data table ပဲကျွန်တော်ပြန်ခေါ်လိုက်မယ်ဟုတ်ပြီနော်ဒီမှာတော့ data table ပဲကျွန်တော်ပြန်ခေါ်လိုက်မယ်ပြန်ခေါ်ပြီးတော့ကျွန်တော်တို့ဒီမှာနော်15 15 okay ဟုတ်ပြီနော် အဲ့15ကိုပြောင်းလိုက်တယ်15အဲ့15ဆိုလို့ရှိရင်တကယ်တမ်းကျတော့ကျွန်တော်တို့ကနော် binary ရဆိုရင်နော်ဟာပြီနော်15ဆိုရင်ကျွန်တော်တို့က binary ရဆိုရင်မဖြစ်တော့မှလဲဆိုတော့နော်1လေးလုံးဟာပြီနော်1လေးလုံး ဆိုတော့သူက decibel ရကျွန်တော်ဖြစ်သွားဆိုသူရဲ့ body 1ရဲ့အရှိမှာဆိုတော့1ဆိုတဲ့ count ကိုဝင်လာတယ်အဲ့တော့ဒီ1ဝင်လာပြီဆိုတာနဲ့ဒီအရှိမှာရှိတဲ့ tempo ကနော်သူရဲ့စုစုပေါင်း tempo က16ဖြစ်မယ်အဲ့တော့အရှိက minus ပါလေ12တို့ဒီ binary ရဲ့သဘောမှာအရှိမှာ minus နောက်ဆုံးတန်ခဲ့တယ်ဆိုရင်တော့အဲသူက minus ဆိုပြီးတော့ကျွန်တော်ယူပေးရတာဖြစ်တယ်အဲ့တော့ binary ရဲ့နော်ကျွန်တော်တို့ complement method အရာဟုတ်ပြီနော် complement method အရာသူက minus ဖြစ်သွားတာဆိုတော့ ဒီမှာကျွန်တော်တို့ဒီသဘောတရားမှာနော်သူကဒီ knock gate ကိုပြောင်းလိုက်တဲ့ဟာမှာကျွန်တော်တို့ဘာတွေတွေ့ရလဲဆိုလို့ရှိရင်နော်အခုကျွန်တော်တို့က15လို့ပြောင်းလိုက်တဲ့အတွက်ဒီမှာ minus 16 okay ဒါဆိုကျွန်တော်တို့ကဟာတကယ်လို့ပေါ့နော်ကျွန်တော်ဒီမှာ integer တွေပဲခေါ်ပြီးကျွန်တော်ဒီမှာ16လို့ပြောင်းကြည့်မှာဟာပြီနော်16အင်ဂျာတီပဲခေါ်ပဲကျွန်တော်ဒီမှာ16လို့ပြောင်းချင်ပါဘူးနော် โอเคအဲ့တော့ဆက်ချောက်လို့ပြောင်းပြီးတော့ကျွန်တော်တို့ဒီဟာ online ပဲဟာပြီနော်ဒါဆိုဆို -70 ဟာပြီနော်အဲ့တော့ကျွန်တော်ဗာမြင်ရလဲဆိုတော့ဒါက decimal ရဲ့ reset ဟာပြီနော်အဲ့တော့ binary ဘက်မှာကျွန်တော်တို့ကဘယ်လိုဖြစ်သွားတာလဲဒါခုနကကျွန်တော်ပြောခဲ့တယ် binary ဘက်မှာကကျွန်တော်တို့ဒီ tempo ရဲ့နော်အရှိမဒီ complement method အရ1ဖြစ်လာပြီးတော့ဒီ tempo တွေအားလုံးကို complement ပြန်လုပ်လိုက်တယ် ။တနည်းအားဖြင့်ပြောမဆိုသူက compliment ပြန်လုပ်လိုက်သမျှကာလာဘတ်လုံးဒီတန်ဖိုးဟာเนาะ minus တန်ဖိုးပြန်ထွက်တယ်။အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်16ရဲ့ not minus term not tempo ဒီ minus 7ဖြစ်တယ်။ဟုတ်ပြီเนาะအခုနောက်တော့ကျွန်တော်တို့ဒီ69ထည့်လိုက်တယ်เนาะ69ဆိုရင် minus 100ဖြစ်မယ်။တကယ်လို့ကျွန်တော်100ထည့်တယ်ဆိုလို့ရှိရင် minus 100တိဖြစ်ပါ။ဟုတ်ပြီเนาะအဲအဲ့လိုသဘောမျိုးဖြစ်ပါလေ။အဲအဲ့တော့ကျွန်တော်ဒီနေ့ရှင်းပြခဲ့တာကတော့ နော်ဒီ not ဆိုတဲ့ instruction နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ example နှစ်ခုလောက်ကိုကျွန်တော်အသုံးပြုပြီးတော့ရှင်းပြခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်